ူတို့ရဲ့လုံခြုံရေးဟာတခြားအဝေးကြီးမှာရှာစရာမလိုပါဘူးထုတ်ပြန်ထားတဲ့ဥပဒေမျိုးမျိုးမြတ်ချက်ဒါတွေတိုင်းလိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်ဒါဟာသူတို့ပြုကပ်ဖြစ်ပါတယ်ရွေးကောက်ပွဲကာလမှာရင်းသမားတွေလိုက်နာရမယ့်စီမင်းကျွန်းဝတ်တွေကိုရွေးကောက်ပွဲကော်မရှင်နဲ့စာနယ်ဇင်းကောင်စီယာယီကထုတ်ပြန်ထားပြီးအစိုးရသတင်းစာနဲ့ရုပ်သံမီဒီယာတွေကနေလည်းလိုက်နာရမယ့်အချက်တွေပြင် ပါတီတွေလိုက်နိုင်ရမယ့်အချက်တွေလည်းပေါ်ပြနေပြီးသတင်းသမားတွေဘေးကင်းလုံခြုံဖို့ကိုတော့ရွေးကောက်ပွဲကော်မရှင်ပြန်ကြားရေးမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့သတင်းဖွဲ့အစည်းတွေအလုံးဆွေးနွေးဖို့လည်းရှိသေးတယ်လို့ဦးတင်ဆွေကဆိုပါတယ်အရင်ကကျင်းဝတ်ရရွေးကောက်ပွဲကိုစောင့်ကြည့်နေလာမယ်ကျေးဇူးတွေအရင်ကကျင်းဝတ်တွေအပြည့်အဝနေထားစီတဲ့အခါဟာဖြစ်ပါတယ်။စာနေချင်းကောင်းစီရရင်လည်းဆိုရင်လည်းအပြည့်အဝသတင်းတော့ပြီးနေမှာမလို့ ဗစီမျက်စိကနေလိုက်နာမှာဆိုရဲအကျင့်ဝတ်တွေလည်းဒီတိချောက်စားအုပ်တွေကိုပို့ပြီးထုတ်ထားပါတော့ကျွန်တော်တို့ပြန်ကြိုင်းနေနေရတော့ကျွန်တော်တို့ ਨੇ တော့ပတ်နာဖြစ်တဲ့မီဒီယာတွေကျွန်တော်တို့ရဲ့ဒီ state media ကိုအစိုးရဒီသတင်းစာနဲ့ broadcasting service တွေကိုကျွန်တော်တို့ အားရင်းနာမယ်ဆိုတော့ကျွန်တော်တို့ဒါပြည်ကြပေါ်ပြထားပါတယ်ဒီချက်ဒီအားလုံးစုပေါင်းပါမှာကျွန်တော်တို့ဒါအကောင်းဆုံးပေါ့ဘလို့ list ရဖို့ safety ဖြစ်မယ် safety ဖြစ်တဲ့အပေါ်မှာဒီ flow နဲ့ဘလို့ကျွန်တော်တို့ဟိုဒီရွေးကောက်ပွဲမှာဆောင်ရကြမယ်ဆိုတော့ဒီပြောင်းရွေးကောက်ကော်မရှင်ရောအဲ့ဒါကျွန်တော်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရောကျွန်တော်တို့ရောနောက်လာတဲ့ကျန်တဲ့ train ဖွဲ့စည်းချက်အားလုံးပေါင်းလို့ဆုံးမှာဒီရောက်ဒီဆွေးနွေးပွဲရတော့ ေကောက်ပွဲအတွက်အားအားဖြည့်ပေးမယ်ဆိုတော့ဒီလိုမျိုးရှိပါတယ်ရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကော်မရှင်အနေနဲ့သတင်းမီဒီယာတွေပေါ်အချိန်မပေးနိုင်တော့တဲ့အခြေအနေတွေရှိတာမို့ဒီအချိန်မှာသတင်းမီဒီယာတွေအခက်အခဲတွေရှိနေတာကြောင့်ကော်မရှင်အနေနဲ့အတက်နိုင်ဆုံးကူညီသွားမယ်လို့ဦးကိုကိုကဆိုပါတယ်မီဒီယာတွေရဲ့လုံခြုံမှုဟာအဝေးမှာရှိမနေပဲကျွန့်ဝတ်တဲ့အညီဆောင်ရွက်ပြီးကော်မရှင်ကထုတ်ပြန်ထားတဲ့နည်းဥပဒေတွေအတိုင်းဆောင်ရွက်သွားမယ်ဆိုရင်အကာအကွယ်ဖြစ်ပြီးသားလို့လည်းဆိုခဲ့ပါတယ် မိဇာသမားများသင်းယူတဲ့အခါမှာဒီကောက်ကအကျိုးကာလမှာကတော့တိတ်ပြီးအထက်ထဲမရှိနိုင်ပါဘူး။အကျွန်တော်ကော်မရှင်နေနဲ့ကြတော့လေ post election period မှာအချိန်ပေးနိုင်တော့လေပဲအဲ့ဒီက during election ကာလမှာဆိုရင်တော့မိဇာသမားတွေကိုအခုတော့အချိန်ပေးနိုင်တော့ကျွန်တော်ကောက်ရှိတယ်။ဒီ safety of journalists ပေါ့ဒီသူတို့ရဲ့လုံခြုံရေးဟာတခြားအဝေးကြီးမှာရှာစရာမလိုပါဘူး။ media ကြည့်ဝင်အတိုင်းလုပ်ပဲဆိုရင် နောက်ကျွန်တော်တို့ Recover Commission ကထုတ်ပြန်ထားတဲ့ဥပဒေမျိုးပြည့်ချက်ချက်ဒါတွေအတိုင်းလိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်ဒါဟာသူတို့တို့အကောင့်ဖြစ်ပါတယ်။ပါတီတွေအပြိုင်မဲဆွဲစည်းရုံးမှုလုပ်နေတဲ့အချိန်ဟာအရေးကြီးပြီးသတင်းသမားတွေမှားယွင်းဖော်ပြမှုတွေရှိရင်ပြည်ပခါတွေဖြစ်လာနိုင်တာကြောင့်ရွေးကောက်ပွဲအကြိုကာလမှာတာဝန်ယူမှုဆိုတာအလွန်အရေးကြီးတယ်လို့ပါတီတွေအပြိုင်မဲဆွဲစည်းရုံးမှုလုပ်နေတဲ့အချိန်ဟာအရေးကြီးပြီးသတင်းသမားတွေမှားယွင်းဖော်ပြမှုတွေရှိရင် ပြိပခါတွေဖြစ်လာနိုင်တာကြောင့်ရွေးကောက်ပွဲအကြိုကာလမှာတာဝန်ယူမှုဆိုတာအလွန်ရေးကြီးတယ်လို့ Morgan Schmidt ကပြောပါတယ်။ရေးသားဖော်ပြတဲ့အကြောင်းအရာတွေသတင်းတွေကိုကြိုက်နှစ်သက်ခြင်းရှိလို့အကြမ်းဖက်မှုဆိုတဲ့ကိစ္စတွေလည်းရှိလာနိုင်တာမို့မီဒီယာသမားတွေအနေနဲ့ကင်းကင်းလွတ်လွတ်လပ်လပ်သတင်းယူခွင့်ရဖို့ကိုအရေးကြီးတယ်လို့လည်းဆိုပါတယ်။ဒီလိုသတင်းသမားတွေလုံခြုံပေးခြင်းဖို့ကိုအမခံပေးရမယ့်သူတွေလည်းရှိတဲ့အကြောင်းကိုလည်း Morgan Schmidt ကပြောပြခဲ့ပါတယ်။ And sometimes things are disclosed which everybody do not like. And that means that there, there can be some pressures on the media and there can even be violence against the media. That is very important that such things do not happen. It's very important that uh, there is uh, strong safety and security measures allowing the media to move around freely and also for the media professionals to work uh, freely. And you can never have a situation, you should never have a situation where security forces or police is using safety arguments to put obstacles uh, to the free mobility of journalists or election uh, observers uh, for that matter as well.